မြန်မာနိုင်ငံနောက်ဖက်ကံယူရန်ရခိုင်ပြည်နယ်ကြောက်ဖြူလွန်ခဲ့တဲ့ဆယ်စုနှစ်နဲငယ်လောက်ထိဒီနေရာဟာငိမ့်ချဲ့တဲ့တံငါရွာလေးတွေနဲ့တဘာဝတိုင်းရှိနေခဲ့တဲ့နေရာပါဒါပေမဲ့ဒီနေ့ချိန်မှာတော့ကြောက်ဖြူဟာရိုးရိုးမြို့လေးမဟုတ်တော့ပါဘူးကမ္ဘာအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ရုပ်နဲ့အမေရိကန်တို့ရဲ့အားပြိုင်ပွဲအလဲပဟုကိုရောက်နေပါပြီပေကျင်းမြို့တော်ကနေမိုင်ပေါင်းထောင်ချီဝေးတဲ့ဒီကျွန်းလေးပေါ်မှာဒေါ်လာဘီလီယံပေါင်းများစွာတန်ကြီးရှိတဲ့စီမံကိန်းကြီးတွေရေနဲ့စိတ်ကန်းတွေ ယထာလန်းတွေပေါ်ပေါက်လာနေပါတယ်။တရုတ်နိုင်ငံကမြန်မာပြည်ကိုချစ်လို့တလောင်းငွေတွေပုံရောပေးနေရလားဆိုတာမေးစရာရှိပါတယ်။ဒါမှမဟုတ်သူတို့ရဲ့အသက်ရှူပေါက်တစ်ခုအတွက်မြန်မာနိုင်ငံကိုထွက်ပေါက်ဖြစ်တုံးချနေရတာ။ဒီစီမံကိန်းတွေရဲ့နောက်ွယ်မှာအကြွေးထောင်ချောင်းဆိုတဲ့ကြောက်စရာကောင်းတဲ့တန်တရာတစ်ခုရှိနေတယ်လို့ပညာရှင်တွေကသတိပေးနေကြပါတယ်။ဆရီလင်္ကာနိုင်ငံလိုမျိုးအကြွေးမဆက်နိုင်လို့ကိုယ့်မြေကိုသူများလက်ထဲထိုးအပ်လိုက်ရမယ်အခြေအနေ။မြန်မာပြည်မှာဖြစ်လာနိုင်သလားဒီနေ့ knowledge generation ကနေကြောက်ဖြူဖြူနဲ့စိတ်ကြဲရဲ့နောက်ွယ်ကနိုင်ငံရေးနဲ့ငွေကြေးကစားကွက်တွေ သေးစိတ်ဖြိုခွဲပြတာပါပဲတရုတ်နိုင်ငံဟာကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံပါဒါပေမဲ့သူတို့မှာအကြီးမားဆုံးအားအနေချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့စွမ်းအင် လုံခြုံမှုပါတရုတ်နိုင်ငံလေပတ်ဖို့လိုအပ်နေတဲ့ရေနံရဲ့80%ရာခိုင်နှုန်းကိုအရှေ့အလယ်ပိုင်းနဲ့အာဖရိကကနေတင်သွင်းရပါတယ်အဲ့ဒီရေနံတင်သွင်းမောကြီးတွေအားလုံးဟာမလေးရှားနဲ့အင်ဒိုနီးရှားကြားကကျင်းမြောင်းနဲ့မလကာရေလက်ကြားကိုမဖြစ်မနေဖြတ်တန်းနေရပါတ ပြည်ထနာကအဲ့ဒီရေလက်ကြားကိုအမေရိကန်ရေတပ်နဲ့မဟာမိတ်တွေကအလွယ်တကူပိတ်ဆို့ထားလို့ရပါတယ်။တရုတ်သမ္မတဟာဟူကျင်းတောင်ဟာဒါကိုသမလ်ကာဒလိုင်းမာလို့ခေါ်ခဲ့ပါတယ်။စစ်ဖြစ်လို့အမေရိကန်ကသာဒီလမ်းကြောင်းကိုပိတ်လိုက်တရုတ်ပြည်ရဲ့စစ်ရုံတွေတင်ကားတွေလေယာဉ်တွေအားလုံးရက်သက်တပတ်နဲ့ငယ်အတွင်းမှာလောင်စာပြတ်ပြီးတော့ရက်တန့်သွားပါလိမ့်မယ်။ဒါဟာတရုတ်စိုးရအတွက်အိမ်မက်စိုးပါပဲ။ဒါကြောင့်သူတို့ဟာထွက်ပေါက်တစ်ခုကိုမဖြစ်မနေရှာဖွေခဲ့ပါတယ်။ မိဘုံကိုကြီးလိုက်တဲ့အခါအကောင်းဆုံးအတူဆုံးနဲ့မဟာဗျူဟာကြာဆုံးထွက်ပေါက်ကနေရာတစ်ခုထဲမှာရှိနေပါတယ်။အဲ့ဒါကတော့မြန်မာနိုင်ငံမှာပဲကြောက်ဖြူစီမံကိန်းဆိုတာဒီဘက်ခေတ်မှာပေါ်လာတာမဟုတ်ပါဘူး။စစ်အစိုးရလက်ထက်2009ခုနှစ်ဝင်းကျင်ကလေးကစတင်ခဲ့တာပါ။ပထမဆုံးခြေလှမ်းကတော့ရေနံနဲ့တဘာဝတန်ခွေပိုက်လိုင်းတွေပါပဲ။ဒီပိုက်လိုင်းတစ်ခုဟာကြောက်ဖြူမတေးကျွန်းကနေစတင်ပြီးတော့မကွေး၊မန္တလေး၊ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်၊ကုမင်းမြို့ထိမိုင်ပေါင်း900ကျော်ရှည်လျားပါတယ်။ ဒီပိုက်လိုင်းကြောင့်တရုတ်ဟာရှေ့လယ်ပိုင်းကလာတဲ့ရေနံသင်းမောတွေကိုမလကာရေလက်ကြားအထိမောင်းစရာမလိုတော့ပါဘူး။ကြောက်ဖြူမှာကန်းကက်ရေနံကိုပိုက်လိုင်းနဲ့ထည့်လိုက်တာနဲ့တရုတ်ပြည်တွေကိုတိုက်ရိုက်ရောက်သွားပါပြီ။ခီးလန်းကြောင်မိုင်ပေါင်း3000ကျော်တပ်တာသွားသလိုအမေရိကန်ရဲ့ပိတ်ဆို့မှုအန္တရာယ်ကလည်းကင်းဝေးသွားပါတယ်။ဒီစီမံကိန်းကနေမြန်မာအစိုးရ MOGE ဟာနှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာဝင်ငွေရရှိနေပါတယ်။ဒါပေမဲ့ဒေသခံပြည်သူတွေအတွက်ကတော့လေမြေတွေသိမ်းခံရတယ်။ငါးဖန်းကွက်တွေပျောက်သွားတယ်။ တဘာဝပတ်ဝန်းကျင်ပျက်စီးတယ်ဆိုတဲ့ဆိုးကျိုးတွေကိုပဲခါးစည်းခံခဲ့ရပါတယ်။ဒါပေမဲ့ပိုင်လိုင်းတစ်ခုတည်းနဲ့တရုတ်ကအားမရပါဘူး။သူတို့မှာပိုကြီးမားတဲ့ရီမန်းချက်တွေရှိနေပါတယ်။အဲ့ဒါကတော့အိန္ဒိယသမုဒ္ဒရာကိုဝိုင်းရံထားတဲ့နိုင်ငံတွေမှာတရုတ်စစ်တင်မော်တွေ၊ကုန်တင်မော်တွေဝင်ထွက်လို့ရမယ်စိတ်ကမ်းတွေတိစောက်ခြင်းပဲဖြစ်ပါတယ်။ပါကစ္စတန်၊ကွာဒါစိတ်ကမ်း၊ဆရီလင်္ကာမှာဟမ်ဘန်တိုဘာစိတ်ကမ်း၊အခုမြန်မာနိုင်ငံမှာကြောက်ဖြူရင်းနဲ့စိတ်ကမ်း၊ကြောက်ဖြူရင်းနဲ့စိတ်ကမ်းစီမံကိန်းဟာရိုးရိုးစိတ်ကမ်းမဟုတ်ပါဘူး။ Special Economic Zone ပါဝင်ပါတယ်။စက်မှုဇုံတွေလူနေအိမ်ယာတွေလေရင်ကွင်းတွေပါဝင်မဲ့ Mega Project ကြီးပါ။မူလရထားချက်အရကုန်ကျစရိတ်ကဒေါ်လာ9.3ဘီလီယံရှိပါတယ်။မြန်မာနိုင်ငံရဲ့တနှစ်တာဘတ်ဂျက်ရဲ့ထပ်ဝက်နေပါရှိတယ်ပမာဏပါ။ဒီလောက်များပြားတဲ့ပတ်စံကိုစင်းရဲမွဲတည်နေတဲ့မြန်မာနိုင်ငံကဘယ်ကနေရပါလဲ။ဖြီးကတော့ရှင်းပါတယ်။တရုတ်စီကပဲချီးယူရမှာပါ။ဒီနေရာမှာကြောက်စရာကောင်းတဲ့ဥပမာတစ်ခုကိုကြည့်ရအောင်။ Sri Lanka နိုင်ငံ သူတို့လည်းကြောက်ဖြူလိုပဲဟန်ပန်တိုဘတ်ဆိုတဲ့စိတ်ကန်းကိုတရုတ်ပစံနဲ့တိဆောက်ခဲ့တာပါဒါပေမဲ့စိတ်ကန်းကမျော်မှန်းထားသလားဝင်ွေမရတဲ့အခါမှာအကျွေးနဲ့အတူတွေကိုပြန်မဆက်နိုင်တော့ပါဘူးနောက်ဆုံး2018ခုနှစ်မှာစရီလင်္ကာအစိုးရအကျွေးမဆက်နိုင်တဲ့အတွက်အဲ့ဒီစိတ်ကန်းနဲ့ပတ်ဝန်းကျင်မြေအေကတသောင်းဝဲကိုတရုတ်နိုင်ငံကို69နှစ်စာချုပ်နဲ့ထိုးအပ်လိုက်ရပါတယ်ကိုနိုင်ငံထဲမှာရှိပေမဲ့ကိုမပိုင်တော့တဲ့နေမီတခုဖြစ်သွားတာပါအခုမြန်မာနိုင်ငံရဲ့ကြောက်ဖြူစီမံကိန်းကလည်းဒီပုံစံကွက်အတိုင်းပဲသွားနေတာလား စစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်အတွက်ငွေကြေးလိုအပ်ချက်အတွက်ဒီစီမံကိန်းကိုတပ်သွင်းမှုစူးစမ်းနေပါတယ်တကယ်လို့သာကျွန်တော်တို့အကျွေးမဆက်နိုင်ငံရေးရခိုင်ကမ်းရိုးတန်းကမြေတွေဟာတရုတ်ပိုင်ဖြစ်သွားမလား NLD အစိုးရလက်ထက်မှာ DNA ကိုတိလို့စာချုပ်ကိုဘလို့ပြင်ဆင်ခဲ့တယ်လဲအခုစစ်အစိုးရလက်ထက်မှာဘာတွေပြောင်းလဲသွားလဲကြောက်ဖြူကြောင်မပြောခင်ကျွန်တော်တို့ရဲ့အိမ်နီးချင်းစရီလင်္ကာနိုင်ငံစီခဏသွားကြည့်ရအောင်ပါ။ဘာကြောင့်လဲဆိုတော့သူတို့ကြုံတွေ့ခဲ့ရတဲ့ကံကြမ္မာဟာမြန်မာနိုင်ငံအတွက်အကောင်းဆုံးမှန်တစ်ချက်ဖြစ်နေလို့ပါပဲ ၂၀၀၀ပြည့်လွန်နှစ်တွေမှာစရိလင်္ကာတမရမဟင်းဒါရဂျာဘတ်စာသူ့ရဲ့ဇာတိမြေဟန်ပန်တိုဘာမှာအီယာမစိတ်ကန်ကြီးတစ်ခုကိုတိဆောက်ချင်ခဲ့တယ်။ကမ္ဘာပံတွေအိန္ဒိယတွေကဒီနေရာကစီးပွားရေးရာမကိုက်ဘူးဆိုပြီးတော့ငွေမချီးခဲ့ပါဘူး။ဒါပေမဲ့တရုတ်ကတော့ချက်ချင်းပဲရတယ်ငါတို့ချီးမယ်ဆိုပြီးတော့ဝင်လာခဲ့တာပါ။ဒေါ်လာ1ဘီလီယံကျော်သုံးပြီးတော့ဆောက်လိုက်ပါတယ်။ဒါပေမဲ့မျောလင့်ထားသလိုသင်းမောတွေဝင်မလာဘူးဝင်ငွေလည်းမရလာဘူး။ဒါကို စီးပွားရေးမှာစင်ပြီးတော့စီမံကိန်းလို့ခေါ်ပါတယ်။ဇယိတ်တာကြည့်ပြီးအတုံးမဝင်တဲ့စီမံကိန်းမှာ ။နောက်ဆုံးတော့အတိုးနဲ့ရင်ပေါင်းလာတဲ့အခါစရီလင်ကအစိုးရလက်မြောက်လိုက်ရပါတယ်။2018ခုနှစ်မှာအကြွေးမဆက်နိုင်တဲ့အတွက်အဲ့ဒီစိတ်ကမ်းနဲ့ပအဝင်ကြီးမြေအီကတထောင်ဝဲကိုတရုတ်နိုင်ငံပိုင်ကုမ္ပဏီကို69နှစ်စာချုပ်နဲ့လွှဲပြောင်းပေးလိုက်ရပါတယ်။69နှစ်ဆိုတာမျိုးဆက်30 40စာပါ။ကိုနိုင်ငံထဲမှာရှိပေမဲ့ကိုဥပဒေမစိုးမိုးတော့တဲ့တရုတ်နယ်မြေတခုဖြစ်သွားခဲ့ရတာပါ2015ခုနှစ်ဦးသိန်းစိန်အစိုးရတပ်တန်းကုန်ကန်ကြီးရပ်ပိုင်းလိုမှာ ကြောက်ဖြူစီမံကိန်းကိုတရုတ်ပိုင် CITIC ကုမ္ပဏီကိုတင်နာအောင်မြင်ကြောင်းကြေညာခဲ့ပါတယ်။ဦးလားစာချုပ်ကအရန်ကိုကြောက်စရာကောင်းပါတယ်။စီမံကိန်းတန်ဖိုးကဒေါ်လာ9.3ဘီလီယံပိုင်ဆိုင်မှုအချိုးအစားကတရုတ်85ရာခိုင်နှုန်းမြန်မာ15ရာခိုင်နှုန်းဆိုလိုတာကမြန်မာနိုင်ငံကကိုယ့်မြေကိုဖယ်ပေးရမယ်။ပြီးရင်တရုတ်စီကငွေချေးပြီးတော့ကိုယ့်ရှယ်ယာ15ရာခိုင်နှုန်းအတွက်ထည့်ဝင်ရမယ်။တကယ်လို့စိတ်ကန်းကအရှုံးပေါ်ရင်မြန်မာနိုင်ငံကအဲ့ဒီအကြွေးကိုဘယ်လိုဆက်မလဲ။စရီလင်္ကာလိုပဲမြေသိမ်းခံရမယ်လမ်းကြောင်းကိုဥတီနေတာပါ။ 2016မှာ NLD အစိုးရတက်လာတဲ့အခါစီးပွားရေးအကြံပေးမစ္စတာရှောင်တာနဲနဲ့စီမံဘဏ္ဍာဝန်ကြီးဌာနက DNA ကိုချက်ချင်းတတိထားမိခဲ့ကြပါတယ်သူတို့သိလိုက်တာကဒီအတိုင်းဆက်သွားရင်ငါတို့တိုင်းပြည်ဒေဝါလီခံရလိမ့်မယ်ဆိုတာပါပဲဒါကြောင့်တရုတ်နဲ့စာချုပ်သစ်ပြင်ဆင်ဖို့ကြိုးစားခဲ့ကြပါတယ် NLD အစိုးရရဲ့မဟာဗျူဟာကတော့စီမံကိန်းကိုမဖြတ်ဘူး။ဒါပေမဲ့အရွယ်စားကိုရှော့ချမယ်ဆိုတဲ့နီးလမ်းမှာကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့နောက်2018ခုနှစ်မှာသဘောတူညီချက်အသစ်ရခဲ့ပါတယ်။ ကုန်ကြစည်ဒေါ်လာ9.3ဘီလီယံကနေ1.3ဘီလီယံအထိရှော့ချလိုက်တယ်။ပထမအဆင့်အနေနဲ့ပဲစမယ်။ပိုင်ဆိုင်မှုတရုတ်85ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းကိုရှော့ချပြီးတော့မြန်မာဘက်က30ရာခိုင်နှုန်းအထိတိုးမြင့်ရယူနိုင်ခဲ့ပါတယ်။ဒါဟာပြီးပြည့်စုံတဲ့အောင်ပွဲတော်မဟုတ်ပါဘူး။တရုတ်က80ရာခိုင်နှုန်းပိုင်ဆိုင်နေသေးပါပဲ။ဒါပေမဲ့နိုင်ငံတစ်နိုင်ငံလုံးဒေဝါလီခံရမဲ့အန်ဒီရဲကနေတော့ရှောင်လဲနိုင်ခဲ့ပါတယ်။ကျွေးပမာဏနည်းသွားတဲ့အတွက်စိတ်ကဲရှောင်းရင်တော့မြန်မာအစိုးရကခံနိုင်ရရှိသွားပါပြီ။ ဒါပေမဲ့ဒီအသက်ရှူချောင်မှုကကြာကြာမခံခဲ့ပါဘူး2021ဖေဖော်ဝါရီလ1ရက်နေ့ဆေးရနာသိမ့်မှုဖြစ်ပွားပြီးနောက်မြန်မာစီးပွားရေးဟာဆောက်ထိုးကျဆင်းသွားပါတယ်အနောက်နိုင်ငံတွေကပိတ်ဆို့မှုတွေလှုပ်လာတဲ့အခါစစ်ကောင်စီအတွက်ထွက်ပေါက်ကတစ်ခုပဲရှိပါတော့တရုတ်ပါနိုင်ငံရေးထောက်ခံမှုနဲ့ငွေကြေးလိုအပ်ချက်ကြောင့်စစ်ကောင်စီဟာရန်နာထားတဲ့ကြောက်ဖြူစီမံကိန်းကိုအ мян ဆုံးပြန်ဆဖို့တောင်းအပ်ပြီးလာပါတယ် CIDIC ကုမ္ပဏီနဲ့တရုတ်ဆိုးရကလည်းစီးဝေးတွေပြန်လှုပ်လာပါတယ်မြေကွင်းဆင်းမှုတွေကိုပြန်ဆတယ် ။စိုးရင်စရာကောင်းတာကအရင်တုန်းကလွတ်တော်မရှိတော့ပါဘူး။စောင့်ကြည့်မယ်ပြည်သူအတန်လည်းမရှိတော့ပါဘူး။စစ်ကောင်စီကအာဏာတည်မြဲရေးအတွက် NLD ခေတ်ကပြင်ဆင်ထားတဲ့အချက်လက်တွေကိုပြန်ပြင်ပြီးတော့တရုတ်လိုကြလိုက်ရောလိုက်မလား။တိတ္တသမ3ဘီလီယံကနေမူလ9.3ဘီလီယံလမ်းကြောင်းဟောင်းကိုပြန်ရောက်သွားနိုင်မလား။တကယ်လို့သာအဲ့ဒီလမ်းဟောင်းကိုပြန်သွားခင်ကြောက်ဖြူဟာဒုတိယဟန်ပန်တိုပါဖြစ်လာဘူး။တေချာသလောက်ရှိနေပါပြီ။ဒါပေမဲ့ဒီကစားပွဲမှာအထင်အရှားဆုံးကဘသူတွေဖြစ်မလဲ။ စိုးရတွေမဟုတ်ပါဘူးမြေပြင်ပေါ်ကမဒေးကျွန်းသားတွေပါပဲနေပြီးတော့ねပေကျင်းကကောင်းဆောင်တွေလက်မှတ်ထိုးလိုက်တဲ့စာရွက်တရက်ဟာကြောက်ဖြူမျိုးနဲ့မဒေးကျွန်းပေါ်ကလူထောင်ပေါင်းများစွာရဲ့ဘဝကိုစောက်ထိုးပြောင်းလဲသွားစေခဲ့ပါတယ်ဒီကျွန်းသားတွေဟာဘိုးစင်ပေါင်းဆက်တငါလုံးလေလုံးနဲ့ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့ကြသူတွေပါဒါပေမဲ့စီမံကိန်းကြီးစတင်လိုက်တဲ့အချိန်မှာတော့သူတို့ရဲ့အိမ်နီးချင်းအစ်စ်ကအေယာမရေနံကန်ကြီးတွေဖြစ်လာပါတယ်အာနာပိုင်တွေကပြောခဲ့တယ်ဒီစီမံကိန်းလာရင်မင်းတို့ချမ်းသာပြီလမ်းတွေပွင့်သွားမယ်မီးတွေလည်းလင်းမယ် လောက်တွေလည်းရမယ်တဲ့လက်တွေမှာဖြစ်ပြက်ခဲ့တာကဖွံ့ဖြိုးမှုမဟုတ်ပါဘူးဖယ်ရှားမှုတတ်တတ်ပါပဲသူတို့ရဲ့လေယာမီတွေဟာစီမံကိန်းဧရိယာတွေကိုပါသွားပါတယ်ကျော်ချင်းငွေဆိုတာကလည်းနှစ်ပဲတစ်ပြားရပြီးတော့တစ်ခါရပြီးကုန်သွားမယ်ငွေတွေပါပဲမျိုးဆက်နဲ့ချီလောက်ကင်စားတော့ရမယ်ဘဝကိုဆုံးရှုံးသွားတာကိုဘယ်ငွေကြီးနဲ့မှစားထိုးလို့မရပါဘူးမြေပြင်တွေမကပါဘူးပင်လယ်ပြင်မှာပိတ်ပင်ခံလိုက်ရပါတယ် ရေနဲ့စိတ်ကန်တိဆောက်လိုက်တဲ့အတွက်သင်းမောကြီးတွေဝင်ထွက်ဖို့ရေချောင်းလဲရှင်းရပါတယ်ဒါကြောင့်ဒေသခံတငါတွေတွေနှစ်ပေါင်းများစွာငါးဖမ်းလာတဲ့နေရာတွေကိုကန့်သတ်နေမြည်ဖြစ်သတ်မှတ်လိုက်ပါတယ်တငါတွေဟာအရင်ကအေရှိထွက်တာတဲ့ငါးဖမ်းလို့ရပါမယ်အခုတော့ပင်လယ်ဝေးဝေးကိုဆက်လင်နေသွားမှရပါတော့တယ်စီဘိုးစည်းတွေတက်လာတဲ့အန်ဒီရီပုံများလာတယ်ဒါပေမဲ့သူတို့ဖမ်းလာတဲ့ငါးတွေကိုရောင်းမှုဈေးကွက်ကရှိမနေပြန်ပါဘူး တရုတ်စီမံကိန်းတွေကဝန်ထမ်းတွေကဒေသခံတွေစီကငားမဝယ်ပါဘူးသူတို့အစားအသောက်တွေကိုတရုတ်ပြည်ကနေတိုက်ရိုက်တင်သွင်းတာများပါတယ်ဒါဟာစီးပွားရေးခွဲဝေမှုလားဒါမှမဟုတ်တယံဇာတဆုပ်ယူမှုတတ်တတ်လားဆိုတာမေကွန်ထုတ်เสียဖြစ်လာပါတယ်။အလောက်ကန်ခွန်လန်းဒါဟာစီမံကိန်းစကတဲ့ကအစိုးရရောကုမ္ပဏီရောတွင်တွင်သုံးခဲ့တဲ့ကြော်ညာစကလုံးမှာဒါပေမဲ့လက်တွေမှာဒေတာကန်တွေဘလို့အလိုမျိုးတွေကိုလောက်ကန်ကြရတယ်လေ။တန်ရှင်းရေလုံခြုံရေးခြံစောက်ဒီလိုအခြေခံလှုပ်သားနေရာတွေပဲရှားကြတာပါ။ တားစာကောင်းတဲ့အင်ဂျင်နီယာနေရာစီမံခန့်ခွဲသူနေရာတွေအားလုံးကိုတရုတ်နိုင်ငံကခေါ်လာတဲ့ဝန်ထမ်းတွေနဲ့ပဲဖြည့်ဆည်းထားပါတယ်။ဒေသခံတွေအတွက်ဤပညာလွှဲပြောင်းမေးခြင်းဆိုတာမရှိသလောက်ပါပဲ။ရွာသားတွေကမေးကြပါတယ်။ကျွန်တော်တို့ရဲ့ gas တွေ pipeline တွေကနေတရုတ်ပြည်ကိုနေတိုင်းစီးဝင်နေတယ်။တရုတ်ပြည်ကမီးလင်းနေတယ်။ဒါပေမဲ့ pipeline စီးထွက်ရလမ်းကြောင်းတစ်လျှောက်ကကျွန်တော်တို့ရွာတွေမှာတော့ဘာဖြစ်လို့အခုချိန်ထိဖျောင်းနိုင်ကိုထုံးနေရတော့မဲလဲ။ဒါဟာအတော်ကိုခါးသီးတဲ့အမှန်တရားပါပဲ။အခုနောက်ပိုင်းခြေနေတွေကပိုပြီးရှုပ်ထွေးလာပါတယ်။ ခိုင်ပြည်နယ်မြောက်ပိုင်းမှာရခိုင်တပ်တော် AA ရဲ့စိုးမိုးမှုကကြီးမားလာပါတယ်။ကြောက်ဖြူစီမံကိန်းတရှိရာဒေသဟာစစ်ရေးပဋိပက္ခ area ဖြစ်လာပါပြီ။တရုတ်နိုင်ငံအတွက်ကောင်းခဲစရာပုံစံတွေပေါ်လာပါတယ်။အရင်ကနေပြည်တော်ကစစ်ဗိုလ်ချုပ်တွေနဲ့ညှိနှိုင်းရုံနဲ့ပြီးပေမဲ့အခုတော့မြေပြင်ကိုအမှန်တကယ်စိုးမိုးထားတဲ့ AA နဲ့ပါဆက်ဆံရမယ့်အခြေအနေဖြစ်လာပါတယ်။ AA ကောင်းဆောင်တွေကလည်းရခိုင်ပြည်နယ်ကစီမံကိန်းတွေဟာရခိုင်ပြည်သူတွေအတွက်အကျိုးရှိရမယ်လို့ကြေညာထားပါတယ်။ စစ်ကောင်စီကဒီစီမန်ကိန်းကိုဆက်လုပ်ချင်ပေမဲ့လုံခြုံရေးအာမခံချက်မပေးနိုင်ပါဘူးတရုတ်ကလည်းသူ့ရဲ့ဘီလီယံချီတဲ့ရင်းနှီးမြှုပ်နှံမှုမပြတ်စည်းအောင်ဂျိုးရန်လမ်းလျှောက်နေရပါတယ်ဒီမသေးချာမရမှုတွေကြားမှာကြောက်ဖြူစီမန်ကိန်းကြီးကဆက်သွားနိုင်မှာမလားဒီကုန်းပိုင်းမှာတော့ဒီစီမန်ကိန်းရဲ့ဆုံးသက်ရလဒ်ဘာဖြစ်လာနိုင်လဲမြန်မာနိုင်ငံအတွက်အကောင်းဆုံးထွက်ပေါက်ကဘာလဲဆိုတာတွေသုံးသပ်တင်ဆက်ပေးသွားပါမယ်ကြောက်ဖြူစီမန်ကိန်းကိုကြည့်တဲ့အခါတရုတ်နဲ့မြန်မာနှစ်နိုင်ငံတည်းကိုကြည့်လို့မရပါဘူးဘီနတ်ကအိန္ဒိချင်းကြီးအိန္ဒိယကိုမိထားလို့မရပါဘူး တရုတ်ကကြောက်ဖြူမှာခြေကုပ်ယူတာကိုအိန္ဒိယကလုံးဝမလိုလားပါဘူး။အားကြောင့်လဲဆိုရင်တော့ကြောက်ဖြူရင်းနဲ့စိတ်ကံစီးပွားရေးတက်တက်မဟုတ်ပဲ။ဒီနေ့ကျရင်တရုတ်ရေငုပ်သင်္ဘောတွေဝင်ထွက်သွားလာမယ်စီးအေးစကန်ဖြစ်လာမှာဆိုရင်တို့ပါပဲ။အိန္ဒိယကလည်းအားကြမခံရခိုင်ပြည်နယ်စစ်တွေမှာကလဒန်စီမံကိန်းကိုလှုပ်ဆောင်နေပါတယ်။တစ်ဖက်မှာလည်းအမေရိကန်နဲ့နောက်အုပ်စုကတတိပေးနေပါတယ်။ကျောက်ဖြူကဒီမိုကရေစီမရှိတဲ့မြန်မာစစ်ကောင်စီကိုတတ်ဆက်ပေးမယ်။သွေးကြော်ဖြစ်လာလိမ့်မယ်ဆိုကြပါတယ်။ ြန်မာနိုင်ငံဟာမဟာအင်အားကြီးနိုင်ငံတွေရဲ့စစ်တူရင်ခုံပေါ်ကပုံရုပ်တရုပ်လိုဖြစ်နေပါပြီ။ဆိုရဆက်ဆက်ဟာဒီအားမြိုင်မှုကြားမှာဟန်ချန်းကြီးဟာဖိမို့စူးစမ်းခဲ့ကြပေမဲ့ခုချိန်မှာတော့ချိန်ခွင်ရှာကတစ်ဖက်ကိုအကြီးအကျယ်တင်းဆောင်းနေပါပြီ။နိုင်ငံရေးကိုခဏထားပြီးတော့စီးပွားရေးတက်တက်ပဲတွက်ကြည့်ရအောင်။ကြောက်ဖြူရင်းနဲ့စိတ်ကန်းကမြန်မာပြည်ကိုတကယ်ပဲချမ်းသာစေမှာလား။ပညာရှင်တွေကတော့တန်တရားရှိနေသေးပါပဲ။ကျောင်းရင်းကတော့တက် Transit Hub Only တရုတ်ကဒီစိတ်ကန်းကိုကုန်ပစ္စည်းဖြတ်တန်းရလမ်းကြောင်းဖြစ်ပဲအဓိကသုံးပါပါ။ မြန်မာပြည်ထဲမှာစစ်ရုံတွေအများကြီးလာဆောက်ပြီးတော့ပစ္စည်းထုတ်မှာမဟုတ်ပါဘူး။ဒါကြောင့်မြန်မာပြည်ကလမ်းဖြတ်တန်းက transit fees လောက်ပဲရပါမယ်။ဒါဟာတိုင်းပြည်ချမ်းသာလောက်တဲ့ပမာဏမဟုတ်ပါဘူး။နှစ် Guarda lesson ပါကစ္စတန်က Guarda စိတ်ကိုင်းကိုကြည်ပါ။တရုတ်ကတိစောက်ခဲ့ပေမယ့်အခုချိန်ထိကုန်သွယ်မှု ਨੇ ပါပြီးတော့၆ကတ်နေသေးပါပဲ။ကြောက်ဖြူကလည်းဒီလိုမျိုးပဲဖြစ်သွားနိုင်ပါတယ်။၃ profit sharing စာချုပ်အရတရုတ်က80%ခန့်နှုန်းပိုင်ဆိုင်တဲ့အတွက် အမြတ်ရခဲ့ရင်တော့တရုတ်အိတ်ထဲကိုပဲအများစုပြန်ရောက်သွားမှာပါဒါဆိုမြန်မာနိုင်ငံအတွက်ထွက်ပေါက်ကမရှိတော့ဘူးလားပညာရှင်တွေကတော့နီလန့်ချို့ကိုအကြံပြုထားကြပါတယ် transparent contrast ဝင်လင်းမြင်သာမှုစာချုပ်တွေကိုပြည်သူတွေသိအောင်ချပြရမယ် NLD လက်ထက်ကလို့စီမံကိန်းရွယ်စားကိုထိန်းချုပ်ပြီးတော့အကျွေးပမာဏကိုနိုင်ငံကခံနိုင်ရှိတဲ့အနေထားမှာပဲထားရမယ်နှစ် diversification မိဖတ်ဆောင်လေးစီခြင်းတရုတ်တနိုင်ငံတည်းကိုပဲအာမကိုပဲဂျပန်အိန္ဒိယနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့မျှကြည့်ယူရမယ်။ဒါကလက်ရှိစစ်အစိုးရလက်အောက်မှာမဖြစ်နိုင်သလောက်ခက်ခဲပါတယ်။၃ Stability First ဘယ်စီမံကိန်းဆိုတိုင်းပြည်တည်ငြိမ်မှာအောင်မြင်မှာပါ။တနက်တန်တွေကြားမှာစိတ်ကန်းဆောက်မယ်ဆိုရင်အဲ့ဒီစိတ်ကန်းကစစ်ပီရီတွေနဲ့နိုင်ငံသားတွေစီးပွားရှာတဲ့နေရာပဲဖြစ်လာပါလိမ့်မယ်။ဤကုန်းချုပ်အနေနဲ့ပြောရရင်ကြောက်ဖြူရင်းတဲ့စိတ်ကန်းဟာတရုတ်နိုင်ငံအတွက်တော့မဟာဗျူဟာမြောက်ရွှေတကားပေါက်ကြီးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့မြန်မာနိုင်ငံအတွက်တော့အနာဂတ်မျိုးဆက်တွေအထိပေးဆက်ရမယ်အကျွေးထောင်ချောက်ဖြစ်မလာဖို့အထူးသတိထားရပါမယ်။ ကမ္ဘာပေါ်မှာလကားရတဲ့နေလေစာမရှိသလိုလကားရတဲ့ဒေါ်လာဘီလီယံတွေမရှိပါဘူးတရုတ်ကပတ်စံပေးမြန်မာကတခုခုပြန်ပေးရပါမယ်အဲ့ဒီတခုခုဆိုတာကသဘာဝတန်းငွေလားပြည်နေရလားဒါမှမဟုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာလားဖြည့်ကိုတော့လာမယ့်ဆယ်စုနှစ်တွေကတက်တိပြသွားပါလိမ့်မယ် knowledge ရှင်ရဲ့ငကားထွက်ပေါက်ကြောက်ဖြူတင်ဆက်မှုကိုဒီမှာပဲညီကုန်းချုပ်လိုက်ပြစီတီးပညာဟာအကောင်းဆုံးကာကွယ်စေပါဒီအကြောင်းအရာကိုပြည်သူတွေပုံမသိရှိရ like and share လုပ်ပေးဖို့တိုက်တွန်းပါရစီ ကြီးစုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်